ကတော့ဒါရော့ရဲ့မွေးစားမေးလို့ပြောလို့ရမယ်အဲလေးဖြစ်ပြီးစတိုရီတွေမှာတော့နိုလန်တက်လို့တည်သွားပြီဆိုပေမဲ့လည်းပဲအခုလက်ရှိအင်ဂိမ်းထဲမှာတော့လူတရမများရဲ့စောင့်မြင်ကြခြင်းကိုခံထားရတဲ့ဟီးရိုးတစ်ကောင်ဖြစ်တာနဲ့ဒီဘန်လစ်ရဲ့တော့2ဆိုတဲ့နေရာမှာရက်တည်နေတယ်ပုံမှန်ဆိုရင်ဘန်လစ်ရဲ့125နေရာမှာရှိနေတဲ့ဟီးရိုးတွေတနည်းအားဖြင့်တော့ချင်ဘက်ဖြစ်နေတဲ့ဟီးရိုးတွေကပြောရရင်ဒါမေ့တွေအရန်ထွက်လို့အရန်မာလို့ဒါမှမဟုတ်ရင်လည်းဗျာလုံးဝကိုမတာဝင်ပြီးစောင့်ရမ်းကျမ်းနေလို့ဘန်းယူရတဲ့ဟာတွေဆိုပေမဲ့အဲလစ်ကတော့အဲ့ဒါတွေနဲ့တစ်ချက်မှညီဆုံးမနေပါဘူးအဲလစ်အနေနဲ့အိုက်တန်လိုတဲ့ဟီးရိုးတစ်ကောင်ဖြစ်တာနဲ့ညီအိ န်ဒီပိုင်းတာတယ်ပဲတဲ့ဆိုင်တဲ့အခါကိုကဓာမိတ်တိတ်ခဲယူဟိဆိုရင်တော့မှမယူနိုင်ဘူးလေဘာဖြစ်လို့လဲဆိုတော့ item မထွက်သေးတဲ့အတွက်ပြော့တာ哦ဓာဒီပိုင်းတော့ထားပါတော့လေကိန်းပိုင်း7မိနစ်ကြော်သားလို့ low battery ဆိုင်ဟိနောက်ဆုံး battery ဆိုင်ဟိဆိုပြီးတော့ပြောတဲ့အခါမာလာဆိုပြန်တော့လေမမပြန်ပါဘူးမာလေးရပါတယ်1 2လောက်နဲ့ enemy မိရေ maxman ကြီးဖြောက်နိုင်တဲ့ဓာမိတ် impact ရှိလားဆိုပြန်တော့လေမရှိပြန်ပါဘူးဒါပေမဲ့လည်းပဲ alien စီအာသာချက်လို့ပြောလို့ရမယ်မန္တန်လုံးဝမပါခြင်းကပြောရရင်တော့ alien ကိုစပယ်ကြီးခဏခဏစပန်းစီနေမှာဖြစ်ပြီးတော့ alien အနေနဲ့ enemy ကိုထိတင်သမားက လပတ်လုံးလုံးဝမပြောက်ဘဲနဲ့ထိုင်ပြီးတော့သွေးဆုပ်နေမဲ့ passive availability ရှိနေတာဖြစ်တဲ့အတွက် Helios ကအခုလက်ရှိမှာဒါမှတော်တော်လေးကို strong နေတဲ့ fighter တစ်ကောင်ဖြစ်နေတာနဲ့အညီပြောရရင်တော့ကိုင်ကိုင်မကိုင်ဘန်းဆိုတဲ့အနေထားမှာဖြစ်နေပြီးပလီယာတိုင်းရဲ့အသေးကြော်ဘဲလုံးလေးဖြစ်နေတာဖြစ်တဲ့အတွက် balance နံပါတ်2နေရာမှာရက်တည်နေပါတယ်နံပါတ်1နေရာမှာကတော့သူနဲ့တူတူကွန်ဘိုလို့အကောင်းဆုံးလို့ပြောလို့ရမယ့် hero တစ်ကောင်ဖြစ်ပြီးလူတူတူမများရဲ့ချင်ပယ်လေးလို့ပြောလို့ရမယ့် support လေးဖြစ်တဲ့ Angela ရှိနေပါတယ် အဲလစ်ဂျီပက်စီလို့ပြောလို့ရမယ်ဖုတ်လိုက်ဆုတ်လိုက်ဆိုရယ်ပက်စီကရိုးရှင်းနေစကေးဝတ်နဲ့စကေးတူးဓမ္မမော်ရယ်လဲစကေးဝတ်နှစ်ခါတီတီစကေးတူးနှစ်ခါတီတီတွေ့ကြတဲ့အချိန်မှာပက်စီကပွင့်နေပက်စီပွင့်သွားပြီဆိုတာနဲ့အဲ့ဒီပက်စီက enemy ကိုထိနေတဲ့ကာလာပတ်လုံး enemy စီကနေသွေးတလဟော unlimited စုတ်နေမှာရှင်းချက်ကတော့ enemy unit မဟုတ်တဲ့တခြား unit တွေလို့ပြောလို့ရမယ်ဂျန်ငယ်စုံတွေကဂျန်ငယ်ခရီးတွေပြီးတော့ minion တွေပြီးတော့တခြားခြားသော lord တွေတတ်တယ်ဒီအဲ့ဒီလိုမျိုးတခြား unit တွေအပေါ်ကိုသုံးမယ်ဆိုရင်တော့ဖြင့်သွေးက unlimited တက်နေမှာမဟုတ်ဘဲနဲ့တိတ်ဆုတ်တဲ့ ability ကဖြည်းဖြည်းဖြည်းချင်းစီကုန်သွားမှာပါအဲ့ဒီစီပက်စီက အနွေမောက်တဲ့တခြား unit တွေအပေါ်စကေးသုံးရင်ပြွင့်မယ်ဆိုမှမယ်လည်းပဲအဲ့ဒီလိုမျိုးတခြား unit တွေအပေါ်သုံးတဲ့အခါ enemy လိုမဟုတ်ဘဲနဲ့ unlimited သွေးဆုံနေမှာမဟုတ်ပဲသူ့ရဲ့ passive ability တွေကတဖြည်းဖြည်းတဖြည်းဖြည်းလေးတိရော့ရော့သွားမှကိုတွေ့ရမှာပါ Alice က ultimate သုံးနေတဲ့အချိန်ရတော်တွေ့မှာဆိုတော့ဖြင့် Franco ကကြာ ultimate ကလွဲပြီးတော့တခြား stand တွေအကုန်လုံး imbue ဖြစ်နေရဆိုပေမဲ့လည်းပဲဒီမဲ့ဆိုရင်တွေ့ရတဲ့အတိုင်း ultimate သုံးလိုက်တဲ့အခါကျရင်ကိုကိုတိုင်ရောဆလိုးဖြစ်သွားတာဖြစ်တဲ့အတွက် enemy ကို stand နိုင်မှုဆိုတာတိတ်ပြီးမလွယ်ဘူးအဲဒါကြောင့်မလို့ enemy ဘက်မှာ movement speed မြန်တဲ့ hero တွေဓမ္မမောင်းရင်လည်း blink အရမ်းများတဲ့ hero တွေပါလာတဲ့အခါ ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲကျွန်တော်ရဲ့ ultimate ကြီးကနင်းထိုင်ပုတ်သွားပါပြီအဲဒါကြောင့်မလို့ ultimate ကိုတေချာပေါက်ထိစေမဲ့နီလန်တစ်ခုကိုပြောရမယ်ဆိုရင် scale 1အရှင်ပြေးပြစ်နေတဲ့အချိန်တော့တင်မှာ ultimate လေးကိုသုံးထားပြီး scale 1နဲ့တဲလီပို့လိုက်အဲအဲဒါဆိုရင်ထမ်းပြီးတော့စတန်သွားလိမ့်မယ်ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲကျွန်တော်အဲ့ဒီအကွက်နဲ့ပဲဒီ3កောင်လုံးစတန်ပြီးလှုပ်ရှားလိုက်ပြီကြွချင်တာတော့ကွာ ultimate သုံးနေတဲ့အချိန်တော့တင်မှာကိုကိုရန်ဆလိုးဖြစ်နေမှာဖြစ်တဲ့အတွက်ဆလိုးဖြစ်နေတဲ့အချိန် enemy တွေကိုလိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲဒါကြောင့်မလို့ကိုရီးယား surprise motherfucker ဆိုပြီးတော့အကွက်နဲ့ပဲလှုပ်ရှားလိုက်တယ်ဗောနောက်ထပ်ကတော့ သူမနဲ့မင်းလို့ပဲအရန်ဝေးกว่าနေလို့ရှိရင်တော့အမဲအကွက်ဖြစ်ပြီးဒီမဲ့ဆွေတွေ့တတ်တဲ့အတိုင်းပဲစကီးဝမ်းအရင်ပြေးအက်တီမိတ်ကိုတော့စကီးဝမ်းနဲ့တယ်လီဘို့ဖလေကာလေးနဲ့ခုံအဲ့ဒါဆိုရင်စတန်းဖြစ်သွားတယ်ကျွန်တော်အေးလစ်ကိုဂျန်ကယ်လာဆော့ရတာတိတ်ပြီးမကြိုက်ဘူးဂျူရီပဲဂျန်ကယ်လာလို့ပြောရအောင်လေသူကအရန်ကြီးလည်းမမာဘူးကွာပြီးတော့ဘဆာရရလည်းအာလီမိတ်မှာနှီးတဲ့အပြင်ကျွန်တော်ဒမ်းမိတ်တိတ်မထွက်တယ်လို့ပဲခံစားရတယ်ဗျာဂျန်ကယ်လာဆော့နေရတာဖြစ်တဲ့အတွက်ဘက်တရီဝင်ပြီးပြီဆိုရင်ပြန်ထပ်ဖို့ကလုံးဝမလွယ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဂျန်ကယ်လာကင်ထားရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ပြေးတရားဆိုလို့စကီးဝမ်းမယ်ရှိတယ်အခုလိုမျိုးချင်းဒီမှာ ဆိုကျွန်တော်ကဘာမှလုပ်လို့မရတော့ပဲနဲ့တန်းသေးတာပဲကျွန်တော်နဲ့ပထမဦးဆုံးရှင်ထရမယ် ESP လိန်တာကလောင်ချောင်ကြီးဖြစ်ပြီးလောင်ချောင်ကြီးဆိုတော့ကိုယ့်ဘက်မှာပါရင်မကောင်းဆိုပေမဲ့ enemy ဘက်မှာပါရင်တော်တော်လေးကောင်းတာဖြစ်တဲ့အတွက် Ali Strat 50 50ပါပဲတော့စကေးတူယဉ်ယူထားတယ်ဘာဖြစ်လို့လဲဆိုတော့ချောင်းဆိုတဲ့မျိုးကအနာနာကိုကတ်မှာစကေးသုံးလို့ရမှာဖြစ်တဲ့အတွက်သူကအနာနာကိုကတ်လာလို့ရှိရင်ကျွန်တော်ပြန်သုံးဖို့အတွက်စကေးတူယူထားပြီးပက်စစ်ကိုဖြန့်လိုက်တဲ့အခါဟိုကောလဲပါတယ်ချက်ချင်းပြီးတာပါဒီလိုမျိုးကိုနာကိုကတ်မှာစပယ်သုံးလို့ရမယ့် hero တွေနဲ့တွေ့လာခဲ့လို့ရှိရင်အမြဲတမ်းမှတ်ထားရမှာတစ်ခုကဂါဒီယန်ဟဲမတ်မှာပါတယ်ဟောဒီကမီလုံးလေး ကိုအရင်ဝေဖို့ပါသူတို့ရဲ့စပယ်ရီကအနာနာကပ်ပြီးတောင်းအောင်ပါဖြစ်တဲ့အတွက်အဲ့ဒီမီလုံးလေးကနေထွက်မဲ့မက်ဂျစ်တမ်းပြီးအနေငယ်ရေကိုကလည်းအနာနာကပ်ပြီးတော့တုံးလို့ရမဲ့စပယ်ရီပိုင်ဆိုင်ထားတဲ့ဟီးရိုးတကောင်ဖြစ်တဲ့အပြင်ပက်စစ်ရလည်းသွေးလိုက်ဆုပ်နေရမှာဖြစ်တဲ့အတွက်သူတို့အနာကပ်ရင်ကတ်တယ်လို့ကိုကသွေးမြများဆုပ်လို့ရမှာပါပတဲပတဲစပြီဆိုရင်ကျွန်တော်တို့ပထမအဆုံးသိထားမှာက level 4ရနေဖို့ပါကျွန်တော်တို့က level 4ရမနေဘူးဆိုရင်တတဲပတဲမှာလည်းမတအူဘာဖြစ်လို့လို့ဆိုရင်တတဲပတဲမှာကိုပေးနိုင်တဲ့စပယ်ဆိုလို့ ultimate range အကြီးပဲရှိတာလေ level 4ရပြီဆိုတာနဲ့တစ်ဖက်ချောင်းထက်ကိုရီမှာတာတဲ့အချက်ကပါလဲဆိုတော့ skill 1 range ကအကျယ်ကြီးပဲဖြစ် တွေအတွက်ကျွန်တော်အနေနဲ့တာတဲ့ဘက်တရီကိုမြန်မြန်ဆန်ဆန်နဲ့သွားဆိုင်လို့ရမှာဖြစ်ပြီးတော့အေးစစ်စစ်လေးပဲပြန်ထွက်လို့ရတဲ့အပြင်အခုလိုမျိုးဘက်တရီမှာဆိုရင်လည်းပဲ Franco Guardian မရှိတာတေချာနေပြီဖြစ်တဲ့အတွက်အေးစစ်လေးဝင်ပြီးတော့မကြောက်မလန့်ပဲတွေးဆောက်လို့ရပါပြီ။အဲပြဿနာတစ်ခုကတော့အမှန်ကန်နေဒီလိုမျိုးတွေးပြီးတော့ကိုယ့်ရဲ့ team လေးကိုယုံပါတယ်ဆိုမှငါလို့မှ Leo ကမြန်မာလူကြီးဝင်သွားပြီးတော့ Franco Guardian ကိုက်သွားတယ်ပြီးတော့ Franco လွဲသားလို့တာတော်သေးရေဆိုမယ်ကုမီကုမီကဖင်ပြန်ရနေသေးတာပါသိပါပြီ။ အဲလစ်ရဲ့ type ကဘာနဲ့သွားတူလဲဆိုတော့ Uranus တွေ SMR တွေ Xbox တွေအဲ့ဒီလိုမျိုး hero တွေလိုပဲသူက spare တောင်းပေးရတာ damage တွေပါရထွက်စီရမလို့ Ruby လိုမျိုးသွေးတွေတလဟော့တက်လပုလပုလိုမျိုး damage တွေ share ထက်သွေးတွေ share တက်နေရမျိုးမဟုတ်ဘူးဆိုမှမယ်လည်းပဲသူ့ရဲ့စိတ်ကင်စာပေးနိုင်တော့ spare လို့ပြောလို့ရမယ် skill 2ကခဏခဏတောင်းလို့ရတဲ့အပြင်ပတ်စရလည်းသွေးဆုပ်နေတာဖြစ်တဲ့အတွက်အဲ့သွေးဆုပ်နေတာကြီးကိုစောင့်မြင်ကြလို့ဘန်းခံရတာပါအဲသူကဗဒေမှာဘယ်လောက်ထိ spare တောင်းနိုင်စမ်းကောင်းလဲဆိုရင်ကျွန်တော်ဒီမဲ့ဗဒေမှာဝင်ပြပါမယ်မြန်မာလူကြီးဝင်သွားတယ်ဟုတ်ပြီလူ၄၅ယောက်က spare တွေဝိုင်းပြီး ေးတယ်ဂါရီရိုက်နေလဲပေးတယ်နောက်မှအင်ဂျလာရှိနေလေတော့ကျွန်တော်ကမသိဘူးလေရှယ်ပဲဒီလိုမျိုးဝင်နေပြီးလို့ရှိရင် AC လေးပြန်ထွက်တာရုံပဲဟောတာအဲလေးကိုင်းနေရောသူများကိုစိတ်ဒုက္ခပေးနေရတာဖြစ်လို့တိတ်ပြီးမသိတာဘူးဆိုပေမဲ့လည်းပဲ NB ဘက်ကနေပြီးဝင်ခံစားကြည့်လို့ရှိရင် AC ကြီးက immobile light တွေခဏခဏပေးပြီးတော့သူ့ရဲ့တလောရှယ်ဆုပ်နေတာဖြစ်တဲ့အတွက်သူတို့တော်တော်စိတ်ကင်စာကြီးဖြစ်နေပြီးအဲလေးကအရှေ့ကနေစပယ်တောင်းအောင်နောက်ကနေဂျန်ကီလာရဲ့မစမန်းနေရာဝင်ပြစ်ရုံပါပဲအာ you do cũng có mấy ông tiếp tiếp à mà giải cả mọi bạn chờ <laughs> အဲလစ်ကဗျာအဲအတခြားမိလိုမျိုး damage ဘုံတိုင်းဒုံတိုင်းဆိုပြီးတော့ထွက်တဲ့မိမဟုတ်ဘူးဒီပွဲမှာဆိုရင်ကျွန်တော်က defend အနေနဲ့ဆော့ထားတာဖြစ်တဲ့အတွက်ကျွန်တော်မှာ damage ဆိုလို့ skill 2 damage ရေပြီးတော့သွေးဆုပ်တဲ့ damage ရေပဲရှိတယ်ဒါပေမဲ့အဲ့ဒီ damage ကနာနေတယ်လို့ဖြစ်နေရဘရာသာတို့မြင်တောင်ပြောရမယ်ဆိုတော့ပြင်ဒဏ်ရာဖြစ်နေတဲ့အနာပုံစပတ်လိုက်တယ်လို့ပဲဖြည်း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 ချင်းတည်နေနာနေရအဲ့ဒါကြောင့်မလို့လေစောင့်မြင်ကပုံမှန်နဲ့ဝိုင်းပြီးတော့ဘန်းနာခံရတာကိုဟောမအောင်ရမ်းကြမှာလားဟေးဖက်ကအောင်မအောင် nó đẹp ya. Pero mi amor, ni de mi sangre. Mamá, mamá, no, đi Usted đi lo olvide, pues, ya tenemos rồi ¿no? ကျွန်တော်ကကင်ထားတာ LA ဖြစ်တဲ့အတွက်ကိုရီဘက်မှာတန့်ပါတယ်ဆိုရင်တောင်မှကိုရီးယား ESB လိမ့်တာတကောင်ပြီးတော့ Twitter တဲ့ Fighter တကောင်ကိုင်ထားတာဖြစ်တဲ့အတွက်ပြောရရင်ဗရေယိုကိုကရှေ့ရနေဝင်ပေးရမှာအဲအဲ့ဒီလိုရှေ့ရနေဝင်ပေးရမှာဖြစ်တဲ့အတွက် enemy စီကနေပြီးတော့စောင့်မြင်ကပ်မှုအပြေးအဝရထားရမယ် enemy စီကနေပြီးတော့စောင့်မြင်ကပ်မှုကိုအာလီကလေးကအပြေးအဝရထားပြီဆိုရင်တော့ Brotherhood ကဝမ်းတာပါတယ်ပထမတစ်ချက်ကတော့ enemy ကကိုယ့်ကိုစောင့်မြင်ကပ်နေတာဖြစ်တဲ့အတွက်လိုက်ပြီးတော့တတ်လိမ့်မယ်အဲ့ဒီအခါကျရင်ကျွန်တော်က Space ကိုခဏခဏစပန်ပြီးတော့သူတို့စီကနေတွေးတွေပြန်ဆုတ်လို့ရတာဖြစ်တဲ့အတွက် Space ကိုကိုရီယိုဝဲပေးတယ် ပြီးတော့စပယ်စားပေးရမယ့် hero တကောင်ကင်နိုင်ရတာဖြစ်တဲ့အတွက် enemy စီရင်နေပြီးတော့အတန်းရှိလိုတာဖြစ်တဲ့အတွက်ပြောရရင်တော့ဒီလိုမျိုး Bella Ray ဆိုရင်ဘာမှမစင်စားပဲနဲ့ကျွန်တော်စပယ်ပေးပြီးတော့ဝန်ဆိုလဲ cross move ပြီးသွားပြီဖြစ်တဲ့အတွက်ဗရေရအေးစေးဝင်ဆိုင်အောင်ပါပဲတပ်ပုတ်ကြီးမှာဘဘကတပ်ပုတ်ကညံနေတိုင်းလောက်နေတော့တပ်ပုတ်ရကြမ်းဆိုတော့ brother တို့လည်းလက်တွေ့မြင်ကြမယ်လို့တော့ထင်ပါတယ်။ဟုတ်ကဲ့ပွင့်နေတာပဲ။ဒါမှမဟုတ်ဒီကပေါင်းတယ်။ဒီအခုလည်း item ကတော့ဆက်သွားပါမယ်။ ပြောမှာနှစ်ကောင်တော့အပတ်ကြီးရမှာရိုက်ပြီနော်ရှိမှပြောခဲ့သလိုပဲအဲလစ်ကရတာရိုးရှင်းနေခီရီဘာရရစီရမလို့ကျွန်တော်ကအဓိကက1 2နဲ့ဝင်သွားလို့ရှိရင်အတီမိတ်ကိုလူ၄၅ယောက်ထိအောင်တော့ပြီးရင်ဗရေမှာပက်စိဖွင့်ပြီးတွေးလိုက်စုပ်ယုံမယ်နာနာမရှိရဘူးလို့ပြန်ထွက်လာခဲ့လို့ဟာမာမာမာနေချင်းကရှိနေတာနေချင်းကရှိခုနှစ်ရက်နေချင်းကရှိရင်ကြောဒီတစ်ခါတော့ဝယ်လိုက်တယ်သူဝယ်လိုက်ရအောင်မိတ်နဲ့ပြောမယ်ရှိရှိရှိနေတာမခဏသိတယ် 你会，我会把，我把它放麻将耶，我把它放玻璃上面。 တဲ့ကိုရှေ့ကနေဝင်ပြီးတော့ခေါင်းတိုးပေးရမယ့်ဟီးရိုးကိုကင်ထားတာဖြစ်တဲ့အတွက် enemy ဘက်က drug ကိုကြည်လိုက် enemy ဘက်က fighter ဆောင်းရမ်းတွေးတက်မဲ့ကောင်လား support ရေးပါလားအေးအဲ့ဒီလိုမျိုးဆိုရင်တော့ dominate id ဘာကြီးကိုဆက်လိုက်အေးအကယ်လို့အဲ့လိုရေးလည်းမပါဘူး enemy ဘက်ကလောင်ချောင်ကြီးတို့ဇီလောင်းတို့ဘာလို့ဆိုရင်တော့ guardian hammer တို့ oracle တို့အဲ့ဒီလိုမျိုးတွဲလုံးလေးနေအစီအပြေနေမှာဖြစ်ပြီးအဲ့ဒီလိုမျိုးတွဲလုံးကတော်တော်လေးလေးတွေးတက်တဲ့အပြင်တော်တော်လေးလေးမာတာဖြစ်တဲ့အတွက်အဲ့ဒီ item နှစ်ကွက်လောက်ထွက်ပြီးဆိုတာနဲ့ဒီ alice ကဗတဲ့လိုက်ဆိုင်လို့ရပြီးခေါင်းရင်တိုးနိုင်လို့ရပါပြီဒါပေမဲ့ကျွန်တော်တို့စပယ်တောင်းနေစပယ်တောင်းနေဆိုတာကိုအကြောင်းပြပြီးတော့ လေးယောက်တယောက်တွေငါးယောက်တယောက်တွေရောဝင်ပြီးတော့မချနဲ့ပေါ့ဗျာဒီမှာဆိုရင်တော့မှကျွန်တော်တော်သေးလို့စကေးဝန်းနည်းနဲ့လွတ်လာတာအေးဖင်ရကြီးကျိုးဆက်ကတော့ရိုးရှင်းနေဒီမဲဆိုရင်ရိချတဲ့အတိုင်းပဲနောက်ကအီရတဲ့ဘက်ကက်တွေဘာကြီးပါလာပြီးဝူးလ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 ူးနဲ့ဘာကြီးဖြစ်သွားလဲတော့မသိဘူးဘယ်တည်းရောက်ရှုပ်ရက်ခတ်နေရပဲကျွန်တော်ကတော့အဲလစ်ရဲ့တာဝန်ရဝင်ပေးလိုက်တယ်ပြီးရင်တော့ပြန်ပတ်ပါပြီအဲ item mic ဆိုင်ရာကတော့ကိုပါတာကို customize လုပ်နိုင်နေဆိုပေမဲ့ကျွန်တော်အခုလက်ရှိအဲလစ်ကိုသုံးနေ item တွေကတော့ဒီ ary ပါဗီဒီယိုညီကောင်းချောရမယ်ဆိုတော့ဖြင့် alice sky နေဆိုတာကဆိုလိုဆိုရင်ဘလို့မှအစီအမီနိုင်မှာမဟုတ်ပဲဂျူရိုဓမ္မမုံလည်း try မဟုတ်ရင် party လောက် ောင်းမှအစီအမင်းမှာဖြစ်ပြီး Alice ကအခုလိုတဲ့ hero တကောင်ဘက်ကဒမ်းမေးလိုတဲ့ hero တကောင်မှာပြီးတော့ solo ၅ယောက်တယောက်ဝင် fighter တွေဘာကြီးမလုပ်ဘဲနဲ့ကိုဘတာကိုအေးစစ်စစ်လင်းပြီးတော့စပယ်လေးတောင်းလိုက်သွေးလေးပတ်ဆုပ်လိုက်စပယ်လေးတောင်းလိုက်သွေးလေးပတ်ဆုပ်လိုက်နဲ့ဘွားကိုပျော်ပျော်ကြီးဖြတ်တမ်းမှာကဲဆိုတော့ကကျွန်တော်ရဲ့ဒီကနေ့ video တွေတော့ဒီလောက်ပါပဲ brother တို့က mobile legend video တွေကိုလည်းစိတ်ဝင်စားတယ်ကျွန်တော်ရဲ့အခုလိုတင်နေတဲ့ mobile legend content တွေကိုကြိုက်တယ်ဆိုရင်တော့ပြင်ကျွန်တော် channel လေးရဆိုရင်လည်းပဲ subscriber 100k ဆိုတဲ့တနေရာကိုဒီနေ့အတွေ့ try မှာဖြစ်တဲ့အတွက် brother တို့ကကျွန်တော်အခုလက်ရှိလုပ်နေတဲ့ video တွေကိုကြိုက်တယ်သဘောကျတယ်နောက်လည်းဆက်ကြည့်ကြည့်သေးရဆိုရင် channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးကိုလည်းနှိပ်ပြီးသွားဖို့တောင်းဆိုချင်ပါတယ်။နောက်နေ့နောက်နေ့ကြရင်လည်းမတူညီရဲ့ content တွေတင်တဲ့သူပြန်လာခဲ့ပါမယ်။မကြခင်လည်း live stream လွှင့်နေအောင်ကြိုးစားနေပါတယ်။ကျွန်တော်မောင်စမိုင်းပါအားလုံးပဲပြီးခင်ကြပါစီ။ဖက်ပါမှာခင်ဗျာ။